ုတ်တယ်ဘာလို့လဲဆိုတော့ကိုကဘာမှသူတဲတိတ်နားမလဲဘူးဆိုတော့လေအဲ့ကြောင့်တစ်ခါလေးတော့ပါပါတယ်ဟောသူလည်းဟိုမအားရဲ့အချိန်တော့မလိုက်ဖြစ်တာပေါ့နော်ပြီးရင်ဟိုသူကကြတော့မြမစကားတိတ်မနာနားတော့လေဘွာအဲ့လိုမျိုးဆိုတော့သူနည်းနည်းတစ်ခါလေးကြရင်အဲ့လိုသူသူ့ကိုကပြန်ပြီးတော့လေအဲသူငုတ်တုတ်ကြီးထိုင်နေရတာအဲ့လိုနည်းနည်းအားနာရလဲပါပေါ့နော်ရှင်ချေးတယ်သဘောကောင်းနေဆိုပြီးတော့ကောင်းပေါ်တမန်ရိုင်းပြီးလူကိုလာမစော်ကားနဲ့အချိန်မသေးနဲ့ငါခွင်းလို့လို့ဘာတော့မမြန်လာလေပါဟောဒီနေ့ရ အဲတောင်းပန်ပါတယ်လို့ပြောတင်ပေးတာလေကိုပြောလို့ရတယ်ချစ်တယ်လို့အဲတင်ပြောတတ်ပါတယ်အစားရဟုတ်ဟုတ်တိုင်းကကွန်မန့်တင်ပေးတာဟုတ်ကျန်တာရောလို့နည်းနည်းဟိုဘက်တိုးဒီဘက်တိုးရဲလို့မျိုးအဲ့လိုမျိုးကိုပြောင်းလေးပြောထားရှိရဲတော်တော်များများတော့သူတိရဲဟုတ်ဟုတ်ဝင်ရတော့တိရဲ तू အဆိုင်ရဲကြိုက်တယ် तू မိဆိုင်နဲ့မတွေ့နေမြန်မာဒီမှာ၈နှစ်လောက်နေနေရအဲ့ तू ကကိုထက်တော့လမ်းနေတိတယ်ကိုကတော့မတိရအဲ့လိုကိုကလမ်းကားမောင်းလို့တော့မတိဘူးအဲ့လိုမျိုးဆိုတော့ तू ကအကုန်တိရဲ အဲ့လိုကိုထက်တောင်ကျွမ်းတယ်။ဘာဘာဖြစ်လဲဆိုတော့ကိုစားရလည်းဖိတ်တယ်။နော် friends over ကလည်းဖိတ်တယ်ပေါ့ပြီးတော့အာညီမလေးပို့မမီတာတို့မေတုခိုင်တို့လည်းလာအားပေးချင်တာပါ။ဟုတ်ဟုတ်။ဟုတ်အဲတော့ရအောင်တော့ပါ။ဟုတ်ကဲ့ဟာဟာတော့ရအောင်တော့။အာကိုစားဒီပစ္စလမိုးကဟိုသူကရရောဒါမစ်ဆက်ရဟိုးငယ်ရအမြဲအားပေးခဲ့ရပါဘောနော်ကိုစားရကြောက်အာဒီပစ္စလမိုးကတော်တော်ကြီးကို quality တော်တော်ကောင်းတယ်။ color ရအစအဲ့ဒီဟိုဟာမစ်ဆက်ရထီစံမှာကြည့်ရတယ်တော်တော်မိုက်တယ်ပေါ့။ပြီးတော့ဇလန်းလေးကလည်းအရင်စိတ်ဝင်စားဖို့ကောင်းတယ်။ အဲကိုဆိုင်ကိုလည်းအမြဲအပေးနေပါတယ်။နောက်ပြီးတော့အဲအခုညီမလေးတို့ဒီ4မီတာတို့မေတို့ဟန်တို့နဲ့လည်းရိုက်ထားဆိုတော့အဲသူတို့ဘလို့ဘလို့ဇလန်းဇက်ကွက်တွေဖြစ်နေဆိုတော့လည်းစိတ်ဝင်စားတယ်။စကားလေးနော်မျိုးကြီးကစကားလေးရိုက်တာ။ဟာ။ညီလေးပဲပြောမယ်။ဟာ။ကောင်းပါရဲ့။ ူကအချစ်ကားပဲအမြဲတမ်းရိုက်တာများပါယူငယ်တွေကဟုတ်ပြောတာအကောအကောတော့ပါတယ်ကိုဆိုင်တို့ကြောင့်မဆိုင်ရလို့လဲဟိုဝေးပွေးဖန်နိုင်တဲ့ဟိုကိုဆိုင်တို့ဆိုတာတကယ် legendary artist တွေတကယ်တော်ရဲ့လူတွေပေါ့နော်အဲ့လိုမျိုးသူတော့ဝေးမဖန်တတ်ပါဘူးဒါပေမဲ့ဟိုကိုဆိုင်ဘာလို့လို့ကိုဟိုသူကတေချာလောက်တတ်တယ်စဉ်ဆက်လောက်တတ်တယ်ဟိုအတကယ်ရောအမှုပညာစိတ်အပြည့်အဝရှိရတဲ့ချိန်ကုန်သူဘာရဲ့အမှုပညာနဲ့ပတ်သက်ဘာဖန်တီးနေရရင်ကောင်းမလဲဆိုရဲတကယ်ဟိုသူ့ရဲ့ mindset တွေရောအဲ့လိုသူ့ရဲ့ဒီ commitment နဲ့ dedication တွေရောအရန်ကိုလေးစားဟုတ်ဘယ်လိုမျိုးပြောကြဟာဘယ်လိုမျိုးပြောကြလဲဆိုတော့အမီဆန်ရောငငယ်တွေကဒီကိုဆိုင်တို့သချင်းတွေကြီးလာတဲ့လူတွေပေါ့နော်ကိုဆိုင်တို့ဒီ asset တို့စပြီးတော့နားထောင်နေရအဲသူတို့တွေရဲ့ inspiration တွေအများကြီးပါတာပေါ့နော်မီဆန်တို့အစိုးရဖြစ်ချင်ခဲ့ ဟိုအိမ်မက်တွေမှာလဲပေါ့နော်အဲ့လိုမျိုးဆိုတော့ကိုယ့်ရဲ့အဲဒီတိုင်းပဲဟိုတင်းဆရာမြင်ဟိုလိုမျိုးကြီးကိုဆိုင်ကအဲ့လိုမျိုးကြီးဟိုဟိုသူနဲ့လည်းစကားပြောရင်လည်းဟိုအမှန်တမ်းပြောကိုကငငယ်ရဲမိဆက်နေရလို့လူကြီးဆိုတဲ့နေ့ကြောက်တက်တယ်အဲ့လိုရှိန်နေပေါ့နော်အဲ့လိုမျိုးတိတ်စကားမပြောမယ်ကိုဆိုင်အမြဲတမ်းအဲ့လိုအဲတင်ပေးရယ်သူပြောပြပေးရယ်အဲ့လိုမျိုးအမြဲလေးစားပါ ဟာဟာအဲဘာလေးလိုက်လို့လဲအကုန်လုံးမငင်းတော့မဆရာ MP3 လေးငါဟောင်းအခစ်ဆိုတော့အဲ့လိုသူ့တချင်းတွေပဲအကုန်လုံးရှိရဲ။ဟောပါအဲ့ချိန်မှာသူ acetone နဲ့တွဲဆိုရဲ့တချင်းတွေအများကြီးပဲပေါ့နော်သူတို့ ဟိုအဲ့တော့အဖွဲလိုက်ကြည်ရမငယ်ရောအဲ့လိုသူတို့တငယ်ချင်းတွေအဖွဲလိုက်ကြအမြဲဘာလို့လို့အဖွဲလိုက်ကြလို့အရန်ထာကြရပေါ့နော်အဲ့လိုတငယ်ချင်းတွေပေါင်းပြီးအဲ့လိုအဖွဲပါရောဖွဲလိုက်သေးငငယ်တော့အဲ့တော့၁၇နှစ်ပဲရှိသေးရှောက်ဖွဲရဟာဟာအဲဘယ်လိုပြောလဲအတူရောယူပါရမယ်ဟိုမိဆိုင်ရောကြောင့် main ကလေးဆိုတော့ပေါ့နော်အဲ့လိုကိုဆိုင်ရောက်ကြလေးဆိုတော့အဲ့လိုအဲ့လိုယူရောအရန်တော့ light မဆန်ဘူးပေါ့ဒါပေမဲ့အဲ့လိုမျိုး ဟိုအထာကြရကိုဆိုင်ငငယ်တော့ပုံနေဆုံးမိဆက်တို့ငငယ်တော့မိဆက်တောင်းသူခေပါကြာကျောင်းရှင်ကပို့စတာရောင်းတာ哦အဲ့ချိန်တော့ကိုဆိုင်တို့ပုံနေအစောတော်တွေကပုံနေအဲ့လိုမလျှောက်ကြတာအိမ်မှာပေါ့နော်အဲ့အဲ့လိုအဲ့လိုမျိုးတော့အရန်တော့ကတ်ခဲ့ဘူးရယ်ကိုဆိုင်တို့ပုံလို့အာတော့ဘာလို့ essay ရဲ့ပုံနေရောအဲ့လိုမျိုးဒီအစောတော်တွေတော်တော်များများပုံနေကိုမိဆက်အများကြီးကတ်ခဲ့ဘူးဟာအသက်အများကြီးကွဲနေတာဟာကိုဆိုင်တချင်းနေနေအသက်ကွဲရတယ်သူ့တချင်းနေချိုးရတဲ့တချင်းတွေကိုပို့ပြီးတော့ အဲပို့ပြီးတော့မစ္စတာရန်ထိရပါဘောဆိုတော့ရောက်အသေးကွဲဆိုတာဟိုမစ္စတာရိုကြောင့်မိန်ကလေးဆိုတော့ယောက်ျားလေးတော့အသေးကွဲမိန်ကလေးတောင်အသေးကွဲမတူဘူးလို့မစ္စတာချင်းတယ်ဘောယောက်ျားရဲ့အသေးကွဲတချင်နဲ့မိန်ကလေးရဲ့အသေးကွဲတချင်နဲ့ရေးရတဲ့ပုံစံတရားစာပုံစံမတူဘူးဘောအဲ့တော့ကိုဆိုင်တို့အချစ်တချင်လားဟောင်းလိုက်အဲ့ထဲကတောင်ပါလေးဖြစ်ချင်သွားရဲ့စိတ်တွေရောဖြစ်ဖူးရဲ့ငငယ်တော့ကစိတ်ကူးရဲ့အနှမ်းများနေဘောတချင်နေဘောဟာဟာဟာ change the land and go you but what could know and that's for you ဟုတ်ဟာအမေအဲ့ချိန်မှာတော်တော်ငယ်သေးတယ်ဟိုလိုလိုကြီးရောအဲ့လိုကြီးရောမခံစားဘူးပေါ့နော် အာဟိုဒါပေမဲ့အဲ့လိုမျိုးအဲ့တော့အဲမဝိုင်းစုနဲ့တရုတ်ဆောင်တာအဲ့တချို့အဲ့လိုချစ်စရာလေးမဝိုင်းစုအောင်ပေါ့အဲ့လိုမျိုးငငယ်တော့အဲ့လိုကက်ခဲမှာမဝိုင်းစုပုံနေလဲပါနုလည်းနုပြောပါတယ်သူ့ရဲ့အရှိန်ဟုန်နေပေါ့နော်အမ်သူ့ရဲ့ကြိုးစားအားထုတ်မှုအရှိန်ဟုန်လေးသူ့ရဲ့ခုနပြောသူ dedication လေးသူ့ရဲ့ discipline လေးသူ့အလုပ်လုပ်တဲ့ပုံစံနေရတကယ်ဟိုဟိုဟိုသူ့ကလည်းဘလောက်ပဲဟိုအချိန်ကြီးပြောင်းသွားမစေပေါ့အားမလျှော့ပါဘူးမရက်တန်ပါဘူးအဲ့ဒီအဲ့ဒီအဲ့ဒီသူ့ပေးရဲ့ ဟိုဆိုင်းဆိုင်းရှိနေတည်းပေါ့နော်မင်းဆက်နေအငြင်း motivation ရှိရလို့ကိုယ့်ကိုခံစားရပါဆိုတော့သူ့ရဲ့လုပ်နေတဲ့ပုံတွေကိုကြည့်ရဟိုအတုညီစရာအများကြီးပေါ့နော်လုံးတစ်ခုတေချာလုပ်တယ် plan ချပြီးလုပ်တယ်အဲ့လိုအချိန်နဲ့သူတနေုံသူဘာလုပ်ရမလဲပဲသူအငြင်းစဉ်းစားပြီးတော့အငြင်းအားထုတ်နေတာဟိုကိုရီယောင်မှာအများကြီး30ကျော်လာတဲ့အချိန်မှာယောက်ျားရိုက်ပါလေရပါပြီတဲ့အချိန်မှာနည်းနည်းအောင် အဲ့လိုပင်မန်းတာပါလို့နည်းနည်းကွာအေးဆေးနေခြင်းနဲ့ဆိုင်ဖြစ်လာသူ့ကိုကြည့်လိုက်တဲ့ချိန်မှာသူကလုံးဝလို့မျိုးတကယ်ကိုဒီဒီအမှုပညာလုပ်ဖို့အတွက်သူကမွေးဖွားလာတယ်လို့ဖြစ်နေတာပေါ့နော်အဲ့အဲ့ဟာကြီးရောအရင်ကျန်းတယ်လို့မြင်ပါတယ်ဟုတ်ဟာဟာဟာမရှိဘူးဟိုဟာရုပ်ရှင်အကြောင်းမိစက်ညီအပိုင်းမဟုတ်ဘူးပေါ့မိစက်ငယ်ငယ်ရေက အစောတော့ဖြစ်ချင်တယ်လို့စာရေးချင်တယ် director တွေပါဖြစ်ချင်တယ်အဲ့လိုရုပ်ရှင်အမင်းသမီးလို့ရုပ်ရှင်သရုပ်ဆောင်လို့ဆိုတော့မိစ္ဆာကြီးအိမ်မက်ထဲမှာမပါတော့တခုကကြောက်အဲ့ဟာအရင်ခက်တဲ့အပိုင်းလို့မိစ္ဆာကြီးမြင်နေပေါ့နော်သူကတခြား character တခုမှဝင်သွားရတာဟာမျိုးဆိုတော့ပေါ့နော်မိစ္ဆာကြီးကကြောက်တချင်းကြောက်ကြောက်ကိုလှုပ်ချင်တာကိုလှုပ်တယ်အစောတော့ကြီးကကိုရိုက်ချင်တဲ့ပုံစံကိုရိုက်တယ် music video မှာကြောက်ကိုပဲကွာအဲဒီရုပ်ရှင်ကြောက်အဲ့လိုမျိုးကိုရိုက်ချင်တာကြီးပဲတော့ထိုင်လို့မရတာအကောင်လုံးနဲ့ပေါင်းလို့ရတယ်ဒီလိုမျိုးလူမျိုးဆိုအဲ character တခုကိုမိစ္ဆာကြီးလုံနိုင်ဖို့ဆိုတာမိစ္ဆာကြီးတော်တော်မဖြစ်နိုင်ဘူးပေါ့မိစ္ဆာကြီးဧည့်သည်အနေနဲ့ လေးခန်းဝင်ပါတယ်ကိုတိုးဆောင်လိုက်တဲ့ကားမှာပေါ့နော်အဲ့အဲ့လေးခန်းတော့မမဆိုင်တလားတော့လုံးဝအဲ့မပြောအဲ့ဟာရိုင်းရတော့မယ်စိတ်တွေဆင်းရဲပြောလို့ stress တွေရတာပေါ့နော်အဲ့တော့တကယ်တမ်းကြိုက်ပြီးတော့မှပဲအဲ့လိုအဲ့တော့လည်းဟိုအဲ့လိုပဲနည်းနည်းဟိုရှိတ်တွေရှိနေတယ်တလားတော့နောက်ကြာပါအဲ့မှာမရရသေးမချင်းဟိုအဲ့လိုအယူမလိုပဲအဲ့လိုအဲ့တရာမပြောဘူးအဲ့လိုမျိုးဆိုတော့ဒီဒီရုပ်ရှင်ဘက်ကိုရောဒီတရုပ်ဆောင်ဘက်ကိုရောမဆိုင်နေ ဲ့လိုဧည့်သည်အနေနဲ့ဒီလိုတစ်ခါတလေအမှတ်တရဒါဒါပထမဆုံးဝင်ပါပေါ့နော်အဲ့မှာတော့တော်တော် stress များတယ်ပါရတဲ့ခန်း၄ခန်း၂ခန်းငိုပါတယ်နှစ်ခန်းသေရတယ်သေတယ်လို့မျိုးမသေတယ်လို့မျိုးလောပါပေါ့နော်အဲ့မှာအရင်ဟင်းပေါ့နော်ခက်လိုက်တာပေါ့အဲ့လိုမျိုးအဲ့ကြောင့်မလို့ဟိုအဲ့လိုမဆန်းကြည့်ဒီဦးလို့တော့ထင်တာပဲတချင်းမှာပဲတခြားအဆိုင်ပါပါဟုတ်ကဲ့ဟာဒီဆက်နေက music video ကြတော့ကွာကိုတယောက်ဆောင်မကောင်းလဲကိုကိုတချင်းကွာတဲ့မလားအစောရောကြီးကြတော့ဟိုဒါကိုရဲ့တချင်းကိုကိုဖန်တီးရဲ့တချင်းပေါ့နော်ဟိုတယောက်ဆောင်တာ stress တော့များရတယ်ဒါပေမဲ့ကိုယ့်တခြင်းကြောင့်ဇန်နူကကိုယ်ပဲစဉ်းစားရလေငါဒီနေရာမှာဒီလိုလုပ်မယ်မင်းစင်တခြင်းကြီးကလေးကအာဘယ်လိုမျိုးရိုက်မလဲဆိုတာမင်းစင်ကစဉ်းစားပြီးသား ဲ့လိုမျိုးဆိုကိုတစ်ချင်ကြပြပရိသတ်တွေကြောက်လဲအစိုးရကိုရိုင်းတယုတ်ဆောင်စီချင်ကြရဲသူတို့ကအဲ့ချင်ညာမှာကြည်ရပါဘောနော်အဲ့ဒါကြောင့်မလို့ကိုတစ်ချင်ကြတော့ကိုလှုပ်ရှင်တာကိုလှုပ်လို့ရပြီးတော့ဟိုတကယ်ကကိုမှားလဲအာကိုအစင်မပြေလဲကိုတစ်ချင်ဆိုဟိုဟာဖြစ်တယ်ဘောရုပ်ရှင်ကြတော့သူများရေပါကိုကြောက်တော့ခိုင်းအောင်မဆိုးလို့ဘောနော် Ain't got no spirit you can hold me down I got no limit you can hold me down my pet so vivid you can stop me I go with it with it I go with it ဟုတ်တယ်ဘာလို့လဲကိုကောကဘာမှသူတဲတိတ်နားမလဲဆိုတော့လေအဲကြောင့်တစ်ခါလေးတော့ပါပါတယ်ဟောသူလည်းဟိုမအားတဲ့အချိန်တော့မလိုက်ဖြစ်တာပေါ့နော်ပြီးရင်ဟိုသူကကြောင့်မြန်မာစကားတိတ်မနာနားတော့လေပေါ့အဲ့လိုမျိုးဆိုတော့သူနည်းနည်းတစ်ခါလေးကြရင်ဟိုသူသူ့ကိုကိုကပြန်ပြီးတော့လေအဲသူငုတ်တုတ်ကြီးထိုင်နေရတာအဲ့လိုနည်းနည်းအားနာတယ်ပါပေါ့နော်ဟို ဟို तू ကတော့လိုက်ချင်ပါတယ်ဒါပေမဲ့တစ်ခါကျရင်မင်းဆက်ရှုပ်လို့ထားခဲ့လိုက်တာဟုတ်ဟုတ်ဆိုတော့ तू ကို तू ကိုပဲကြည့်အဲ तू ကိုအားနာတယ် तू ဘာမှလည်းနားမလဲဘူးဆိုတော့လေအဲ့လိုမျိုးဆိုပွဲပါရော तू လိုက်ပါရဟိုဒီလေးက तू အားလို့ဟုတ်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 တယ်ကလေးပဲရှိသေးတယ်ဟုတ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 ်သိပါရဲ့ဟုတ်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 ဒီလေးနားလေနေတယ်တင်ပြရမယ်ဘယ်တော့မှမနားလေပါဟုတ်တင်ပြရအဲတင်တောင်းမှန်ပါရောပါတင်ပြရတယ်ကိုပြောလို့ရတယ်ချစ်တယ် အဲ့တင်ကျွတ်တပါရဲ့အစားရဟုတ်ဟုတ်ဟုတ်ကဲ့ကွန်မန့်ပြမိလားမဟုတ်ကျန်နိုင်ရောလို့မျိုးနည်းနည်းဟိုဘက်တိုးဒီဘက်တိုးရဲအဲ့လိုမျိုးအဲ့လိုမျိုးကိုပြောင်းလေးပြောထားရှိရဲတော်တော်များများတော့သူသိရဲဟုတ်ဟုတ်ဝင်ရတော့သိရဲ तू အစားရကြိုက်တယ် तू မိဆိုင်နဲ့မတွေ့နေမြန်မာဒီမှာ၈နှစ်လောက်နေနေရအဲ့ तू ကကိုထဲတော့လမ်းနေသိသေးကိုကသာမသိရအဲ့လိုကိုကလမ်းကားမောင်းလို့တော့မသိဘူးအဲ့လိုမျိုးဆို तू ကအကုန်သိရဲ အဲ့လိုခုထက်တောင်ကျွမ်းတယ်ရှင်ကျေးတယ်သဘောကောင်းနေဆိုပြီးတော့ကောင်းပေါ်တမန်ရိုင်းပြီးလူကိုလာမစော်ကားနဲ့အချင်းမသိနဲ့ငါခွင်းလို့လို့ရှော်ထားတယ်အဲ့လိုအရင်တော့မသိဘူးဟိုသူတို့ယုံမှလဲလို့မြမကြီးပဲဆိုတော့လေဟိုသူကတိရယ်ပေါ့နော်တိရယ်ဆိုတော့အဲ့ဒါခါလေးရောလိုမျိုးအဲ့လိုဟင်းနိုင်မေလို့တဲ့မှာ तू ကတည်ရယ် तू တော်တော်များများတည်ရယ်မိစ္ဆာကြီးဝိတ်ချရောလေကစုံဥတွေပဲစားလို့ကစုံဥတော့ပါဆို तू လုံးဝတည်ရယ်ကွာအဲ့အဲ့လိုမျိုးတချို့စလုံးကြီးကတင်မေးစရာမလို့တော့ तू တည် သူတို့ရုံကလူတွေလည်းသူ့ဘိုင်းတင်နေကြတယ်ဟာမိဆက်နေချက်ကြိုးရများတယ်သူကတော့အလိုတိတ်မချက်တော့မိဆက်နေကအဲ့ဒါမဲ့အခုနောက်ပိုင်းကိုအလုပ်ပြန်လုပ်တဲ့အချိန်ကျတော့အဲ့လိုမျိုးမိဆက်လည်းတိုက်ပြောမချက်ဖြစ်ပါဘူးတစ်ခါတလေလောက်ပဲချက်ဖြစ်တယ်ပေါ့နော်အိမ်အိမ်မှာဟုတ်အဲ့လိုဟင်းချက်ပေးရဲ့အမကတော့ရှိတယ်အရင်တော့ချက်တယ်ချက်တာကတော့ကိုချက်တာစားစားလိုက်တာပဲလို့ကိုလည်းလိုချက်ချင်တဲ့ဆရာတွေသူလည်းစားချင်တာစားလိုက်တယ်ဟုတ်ကောင်းတယ်လို့ဘယ်လိုလဲအမကောင်းလို့မပြောပြောလို့မရဘူး ပြောလို့ညာမကောင်းလို့ပြောမရအစ်မပြေဘူးအဲ့တော့တောင်းမှမသိသေးတာဟုတ်တယ်အဲ့ဆက်ကောင်းလို့ပြေးမိတာပေးမိတာမကောင်းတာပြောခွက်ပြောခွင့်မရှိပါဖြစ်ဖြစ်ကောင်းအောင်ပဲဘယ်တော့မချက်ကျွေးသွားမနေချက်တာဟုတ် အဲတော့ဝေဖန်လို့မိဆိုင်တွေကအဲ့လိုမျိုးလေငယ်တွေကအဲ့လိုအဲ့လိုသူများအဲ့လိုအဖေရောအဲ့လိုမျိုးအမေရောပြောလေလို့အဲ့လိုအဲ့လိုမျိုးအဲ့လိုလှုပ်ချင်တာကိုလှုပ်ချင်တာပဲကိုလှုပ်တာပေါ့နော်အာအဲ့လိုမျိုးနည်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 းအဲ့လိုမျိုးခေါင်းပါရဲ့အဲ့လိုကိုလှုပ်ကိုလှုပ်ချင်တဲ့ဒီ music တို့ဘာလို့လဲပတ်တန်ရင်ပေါ့နော်အဲ့လိုမျိုးဆိုတော့အဲ तू ကတော့ပြောရဲဟိုလိုလှုပ်ဒီလိုလှုပ်ဘာညာဒါပေမဲ့မိဆိုင်တွေကကိုလှုပ်ချင်တာကိုလှုပ်တယ်အဲ့လိုမျိုးအဲ့လိုချစ်တာအဲ့လိုမျိုးဆိုတော့ဟိုအဲ तू က ပေးပါတယ်အဓိကဆိုအင်ကြီးလေးရွေးရင်လည်းလိုမျိုးဟိုပါဖြစ်တယ်သချင်းလေးရေလည်းနားထောင်ခိုင်းတယ်ပေါ့နော်။ तू ကကြတော့ဒီ music industry ဘက်ကမဟုတ်တာခါကြတော့ဒီ music ပိုင်းတော့ तू အရင်လုံးဟောင်းဖြစ်ဘူး။အဲ့လိုအလားမို့ social media နဲ့ပတ်သက်ပြီးတော့ post လေးတင်တဲ့ဟာတွေတို့တချို့အပိုင်းလေးရော तू အကြံပေးပါဟုတ်ဟုတ်ဟုတ်။အဲ့တော့ဒီနေ့အတွက်လည်းဟုတ်ကဲ့ဟာပစ္စလမိုးအကြီးအောင်မြင်ပါစေအာဟိုထွေလာကြည့်ယုံနေတယ်ပဲအရင်စိတ်ဝင်စားမှုကောင်းပါရဲ့လို့ပြောချင်ပါတယ်အာဟုတ်ကဲ့အားလုံးကျေးဇူးတင်ပါတယ်ဟုတ်ကဲ့